ေးခဲ့တဲ့သတင်းပတ်တွေကဆာလိုအမေရိကန်ဒေါ်လာဈေးနဲ့73စီဈေးတွေတက်လာခဲ့တဲ့နောက်မှာစစ်ကောင်စီဗဟိုဘဏ်ဟာ73စီတည်သွင်းသူတွေအတွက်အမေရိကန်ဒေါ်လာတန်း30ကိုထောက်ရောင်းမယ်လို့ထပ်မံကြေညာလာပါတယ်ဒီလိုကြေညာချက်မျိုးကိုဗဟိုဘဏ်ကမကြာခဏထုတ်ပြန်လေးရှိပြီးနိုင်ငံသားငွေလဲနှုံတဲ့73စီဈေးကိုထိန်းချုပ်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်စစ်ကောင်စီဗဟိုဘဏ်ဟာအခုလအတွင်းအမေရိကန်ဒေါ်လာထုတ်ရောင်းမဲ့ကြေညာချက်၄ချိန်ထုတ်ပြန်ခဲ့ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင်ထုတ်ရောင်းမဲ့ပမာဏဟာအမေရိကန်ဒေါ်လာ125သန်းထိရှိနေပါပြီ။စစ်ကောက်စီလက်အောက်ခံဗဟိုဘဏ်ကအခုလိုနိုင်ငံခြားငွေတွေထုတ်ရောင်းပြီးလောင်စာဆီဈေးကိုထိမှုစ조사ပေမဲ့ကမ္ဘာ့ရေနံဈေးဈေးနှုန်းနဲ့စင်ကာပူ MOPS ဈေးတက်လာတာကြောင့်ပြည်တွင်းလောင်စာဈေးလည်းနှစ်ပတ်ဆက်တိုက်ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ပိကရက်သတင်းဘက်ကဈေးနှုန်းနဲ့နှိုင်းယှဉ်တလီတာကိုအနည်းဆုံး60ကျပ်ကနေအများဆုံး135ကျပ်ထိမြင့်တက်လာတာတွေ့ရပါတယ် 73စီတည်သွေးတူလောင်ဖြတ်ပြူခြေလုပ်ငန်းကြီးကြပ်ရေးကော်မတီထုတ်ပြန်ချက်အရအခုပတ်ဈေးနှုန်းတွေက92တက်စီတလီတာကို2960ကျပ်95တက်စီတလီတာကို3030ကျပ်ဒီဇယ်က2500ကျပ်နဲ့ပရီမီယံဒီဇယ်က3100ကျပ်ဖြစ်ပါတယ်တစ်ဖက်မှာလည်းမြန်မာကျပ်နဲ့ဒေါ်လာကြားလဲလဲနှုန်းကမေလနှောင်းပိုင်းကစကတည့်ရပြခဲ့ပြီးဂျိုလာ24ရက်နေ့မှာတော့ဒေါ်လာကို4580ကျပ်ထိမြင့်တက်ရောက်ရှိနေပါတယ်ရှင်